နတ်တုတ်တာနတ်တွေကလည်းအစာစားရတယ်ဘယ်နတ်တွေစာစားရတော့ဆိုရင်နတ်ပြည့်6ဓမ္မရှိတယ်စတုမာရိတာဝရိန္ဒာယာမဒုတိတာနေမနာရတိပရဏိဝိတဝတ္တဝတိဆိုရင်အဲ့ဒီနတ်တွေအလုံးဟာကပလီကာရဟာရဖက်ကလို့ခေါ်တယ်အတုံးခဲလှုပ်ရှားရတဲ့အစာကိုစားကြတယ်သူတို့ခန္ဓာကိုယ်ကအစာစားမှယက်တိနိုင်တယ်စာစားမှအသက်ရှင်နိုင်တဲ့တရဝဟာအစာစားရတယ်နော် စာစားမှသက်ရှင်လူတွေကလည်းအစာစားမှသက်ရှင်တာလေတို့ဆိုမရှင်နိုင်ဘူးအစာစားကတော့နတ်တွေမှလည်းပဲထွတ်တူပဲအစာစားနတ်တွေစားတဲ့အစာကို သူဓာလို့ခေါ်တယ်အလုံးကိုရတာရှိပြီးတော့ခန္ဓာကိုယ် sustain လုပ်တဲ့နေရာမှာအဲ့ဒီဓမ္မဆွမ်းထက်တယ်ဒါလေးစားထားလိုက်လို့ရှိရင် လူတွေလည်းတီထွင်ကြပါလေဘီစကွတ်မုံစားထားလိုက်ရင်ဘယ်နည်းအစာခံနေတို့ဘာလို့ထွင်ထားရဲရှိအဲ့ဒါလို့နတ်တို့တာကလည်းတစ်ခါစားထားလိုက်ရင်သူနောက်ထပ်စားစရာမလိုသေးဘူးတရက်တာအတွက်လုံတော့တယ်ဒါပြင်ဘလောက်သားစားတာတော့လို့ဆိုတစ်ချက်သားလောက်ပဲစားတယ်လူတွေရဲ့ရည်အတွက်တစ်ချက်သားလောက်ပဲစားတယ်နတ်တွေစားတာအများကြီးစားဘူး လူပြေကလူတွေကတော့မဟုတ်ဘူးဒွိစလုံးတိစလုံးဘုံစတိတိဘိုက်ဆိုပြီးတော့နှစ်စလုံးသုံးစလုံးကောအောင်စားကြတယ်နော်တပွဲနဲ့မဟုတ်ဘူးနှစ်ပွဲသုံးပွဲကောအောင်စားတယ်နတ်တွေကြတော့အဲ့လိုအစားမကြည့်ဘူးတကြသားလေးလောက်ပဲစားတယ်အဲ့လောက်စားရင်လုံလောက်သွားပြီသူတို့ကစီဩဇာပြေးသွားတဲ့နတ်ဩဇာဆိုတဲ့နတ်တုတ်တာအဲ့တော့တတရတဆိုတဲ့ယသစုံတဲ့ လူတွေရဲ့အစားအစာကိုစားလိုက်ရတာဟာလေအလွန်နှစ်သက်စရာကောင်းတယ်ဟောနောက်တစ်ခုနတ်တွေစားတဲ့နတ်တုတ်တာအဲ့ဒါဟာလေအလွန်နှစ်သက်စရာကောင်းတယ်နတ်တုတ်တာနတ်တွေကလည်းစားစားရတယ်ဘယ်နတ်တွေစားစားရအောင်ဆိုရင် နှစ်ပြည့်6ဓမ္မရှိတယ်စတုမာရတာဝရိန္ဒာယာမဒုတိတာနေမနာရတိပြဏိဝိတဝတဝတိဆိုရင်အဲ့ဒီနှစ်တွေအလုံးဟာကပလီကာရဟာရဖက်ကလို့ခေါ်တယ်အတုံးခဲလှုပ်ရှားတဲ့အစာကိုစားကြတယ်သူတို့ခန္ဓာကိုယ်ကအစာစားမှယက်တိနိုင်တယ်စာစားမှအသက်ရှင်နိုင်တဲ့တရဝဟာအစာစားရတယ်နော်အစာစားမှအသက်ရှင်လူတွေကလည်းအစာစားမှအသက်ရှင်တာလေ ို့ဆိုမရှင်းနိုင်ဘူးအစာစားကတော့နတ်တွေမှလည်းပဲထွတ်တူပဲအစာစားနတ်တွေစားတဲ့အစာကိုသူဓာလို့ခေါ်တယ်အလုံးကိုရတာရှိပြီးတော့ခန္ဓာကိုယ် sustain လုပ်တဲ့နေရာမှာအင်တာမအစွမ်းထက်တယ်ပေါ့ဒါလေးစားထားလိုက်လို့ရှင်လူတွေလည်းတီထွင်ကြပါလေဘစ်ကွတ်မဟုတ်စားထားလိုက်ရင်ဘယ်နည်းရဲ့ စာခနဲ့တို့ဘာလို့ထွင်တာလဲရှိပေါ့အဲ့ဒါလို့နတ်တုဒ္ဓါကလည်းတခါစားထားလိုက်ရင်သူနောက်ထပ်စားစရာမလိုသေးဘူးတရတ္တအတွက်လုံတော့ဒါဖြင့်ဘလောက်သားစားရတော့လို့ဆိုတစ်ချက်သားလောက်ပဲစားတယ်ဒုရရဲ့ရည်အတွက်တစ်ချက်သားလောက်ပဲစားတယ်နတ်တွေစားတာအများကြီးစားဘူးလူပြေကလူတွေကတော့မဟုတ်ဘူးဒွိစလုံး တိစလုံးဘုံစတိတိဘိုက်ဆိုပြီးတော့နှစ်စလုံးသုံးစလုံးကောင်းအောင်စားကြတယ် နော်တပွဲနဲ့မဟုတ်ဘူးနှစ်ပွဲသုံးပွဲကုန်စားနတ်တွေကြတော့အဲ့လိုအစားမကြည့်ဘူးတကြက်သားလေးလောက်ပဲစားတယ်အဲ့လောက်စားရင်လုံလောက်သွားပြီသူတို့ကစီဩဇာပြေးသွားတဲ့နတ်ဩဇာဆိုတဲ့နတ်တုတ်တာအဲ့တော့တတရတဆိုတဲ့ရသစုံတဲ့လူတွေရဲ့အစားအစာကိုစားလိုက်ရတာဟာအလွန်နှစ်သက်စရာကောင်းတယ်။ဟောနောက်တစ်ခု नौ तो अलो नौ